ယ်ဆယ်ရေးအဖွဲ့တွေလာရောက်မှုနှဲပါပြီးမျိုးပြည့်ကြီးတစ်ခုလိုဖြစ်နေတဲ့စကိုင်းမျိုးကိုကိုတိုင်းသွားရောက်လှူဒန်းပေးခဲ့တဲ့တရုတ်ဆောင်သူတအောင်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမျိုးကိုပဟိုပြုပြီးလှောက်ခတ်ခဲ့တဲ့ခွန်တသမခွန်ရက်ချက်စတာစကေးရှိတဲ့အင်အားပြင်းကလင်းကြောင့်စကိုင်းမျိုးနဲ့မန္တလေးမျိုးတို့မှာထိခိုက်နစ်နာမှုအများဆုံးဖြစ်ခဲ့ပါတယ်။စကိုင်းမျိုးမှာဆိုရင်အစာအုပ်ပြိုကျမှုတွေကြောင့်လူပေါင်းများစွာပိတ်မိနေခဲ့ပြီးကုညီကယ်ဆယ်ရေးတွေလည်းအချိန်မီမရောက်လာနိုင်တာကြောင့်အထဲမှာရင်ပိတ်မိသေဆုံးရတာတွေလည်းရှိနေခဲ့ပါတယ်။ ပိမိတေဆုံးမှုတွေရှိနေတဲ့အချိန်အထိအလောင်းတွေကိုဖောက်ထုတ်နိုင်ခြင်းမရှိသေးတာကြောင့်စကိုင်းမျိုးတစ်မျိုးလုံးမှာအလောင်းတွေစီကနေထွက်လာတဲ့အနံ့တွေကြောင့်အခြေအနေဆွဆွဝါးဝါဖြစ်နေတယ်လို့ဒေသခံတွေကလူမှုကွန်ရက်ပေါ်ကနေအကူအညီတောင်းခံထားကြတာလည်းဖြစ်ပါတယ်အစားအစာနဲ့ရေသန့်လိုအပ်ချက်တွေရှိနေတဲ့စကိုင်းမျိုးကိုတရုတ်ဆောင်သူတအောင်ကလူကိုယ်တိုင်သွားရောက်ပြီးတော့လူဒန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်သူတအောင်ကသူကိုယ်တိုင်ရဲ့မတီငွေအနေငယ်လဲပါဝင်သလိုပြည်သက်တချို့ရဲ့လူရန်ငွေတွေနဲ့အတူစကိုင်းမြို့ကိုကိုယ်တိုင်သွားရောက်ခဲ့ပြီးလိုအပ်တဲ့နေရာတွေမှာတနိုင်တလာကုညီကယ်ဆယ်ရေးတွေလောက်ကင်ပေးနေခဲ့တာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံကနိုင်ငံကျော်တရားဥပဒေမင်းသားမင်းသမီးတွေဟာအများအားဖြင့်လူကိုယ်တိုင်သွားရောက်နိုင်ကြခြင်းမရှိဘဲပရာဟိတအလုပ်တွေကိုလုပ်ကိုင်းတဲ့တရားဥပဒေခိုင်နှင်းဝေစီကိုသာအလူငွေထည့်ဝင်လိုက်ကြတာဖြစ်ပြီးတရားဥပဒေသုဒ္ဓအောင်တို့လိုကိုယ်တိုင်ကိုယ်ကျသွားရောက်လူတန်းနဲ့တရားဥပဒေမင်းသားမင်းသမီးကတော့မရှိသလောက်နေပါတာလည်းဖြစ်ပါတယ်။ဒီကောင်းတစ်ခုကဟိုမနေ့ကလုံးဝမပေါ်သေးဘူးပေါ့နော်။အခုစပေါ်နေတဲ့အချိန်မှာတရင်တူတစ်ခုရှိပါတယ်။အဲ့ဒါ တို့ဆက်နေစမ်းတက်နေတဲ့ခါမှာတယောက်ကအသက်ရှင်နေသေးပါတယ်တဲ့အဲ့ဒါအခုတို့ဒါသတင်းကောင်းတစ်ခုပေါ့နော်အဲ့ကျွန်တော်ပါ80ဆယ်သာတူတဲ့ခါမှာကျွန်တော်ကခုနှစ်သားသမီးယူထားတဲ့အလုပ်ရလဲကျွန်တော်ပုံသွားတယ်ပုံသွားတော့ဒီဘက်ကိုကျွန်တော်ဗီဒီယိုလေးရိုက်ပြီးတော့ပဲတင်လိုက်ရတယ်အဲညကတော့ကျွန်တော်ခုနှစ်သားသမီးကနေထပ်ပြီးတော့အများကြီးလာပေးကြတယ်အဲ့အတွက်ကျွန်တော်ဒီနေ့တစ်ခေါက်ထပ်ရောက်လာပြီးတော့ မှာလာကျူတဲ့အခါမှာမတင်မဖဲနဲ့ဒီနေ့ပြောကြတဲ့ခုကဒီထဲမှာတယောက်ကအသက်ရှင်နေတယ်ဆိုပြီးတော့ဒီစက်ကြီးရိုင်နဲ့နိုင်တဲ့အခါမှာသိရတယ်ပေါ့နော်အဲ့တော့ပြန်ပဲဝမ်းတာလေအဲ့ဒါအသက်ရှင်နေရကပြန်ရနိုင်လားမရနိုင်လားတော့တယောက်ကတော့ကြာလေးတစ်ပါးတော့ဖတ်လာမလားတော့မသိဘူးပေါ့နော်ဟိုစောင့်နေကြတယ်အခုဒါကျွန်တော်ခုနှစ်သားကြီးရနေပြီးတော့ဖတ်လာပြီးတော့ ကျွန်တော်တို့အခုနောက်ထပ်ရောက်ရှိနေရတော့သခိုင်းမျိုးတွေမှာရှိတယ်ဘုရားဝိပုနေရင်းနဲ့ဘုရားဝိပုနေရင်းနဲ့ပဲဘုရားဒီသူတို့ဗလီထဲမှာနေတယ်အသက်ဆုံးရှုံးသွားတဲ့နေရာကိုကျွန်တော်ရောက်ရှိနေရမှာအဲ့မှာကျွန်တော်တို့ဒီအဲ့မှာဆုံးရှုံးသွားတဲ့သူတွေမပေါင်းဘူးလို့ပြောတတ်နိုင်တော့လေးလူမှဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရှင်အဲ့တော့ရှင်အဲ့တော့ရှင်အမင်းလက်ထုံးနဲ့လက် ဒါဟိုဘလီမာဝတ်ပြုနေနေဒီတို့ငင်းငင်းတန်းကြောင့်ဝတ်ပြုနေရင်ပဲဒီရေကျိုးတဲ့နေရာမှာအကုန်လုံးပတ်ဝတ်ပြုတဲ့အောက်မှာအကုန်လုံးပါသွားတာပေါ့နော်အားလုံးပေါင်း35ဦးလို့ကျွန်တော်တို့သိရပါတယ်အခုလက်တာပေါ်နေသေးပဲပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကိုကျွန်တော်အနေနဲ့ဒီမှာနဲ့ကျွန်တော်တို့ခဏရသားမီးနိုင်ပြီးတော့ငွေကျပ်5သိန်းပြီဟုတ်ကဲ့ပြည်စုံပါပြည်စုံပါ